အလုံးအလုံးမင်္ဂလာပါအဲမနေ့19ရက်နေ့အတွက်အကြံထားတဲ့လောက်ကိုင်းတွေဒီနေ့ပြန်လဲပြပြပေးမှာဖြစ်ပါတယ်လို့အမနေ့ဆိုရင်အဖွဲ့စီ6ဖက်ကနေ အလုံးကိုင်းခုနှစ်ခုကိုအဖိတ်ခေါ်တာတွေ့ရတယ်အဲလိုအပ်တဲ့ညီကိုတွေအဲစိတ်ဝင်စားတဲ့ညီကိုမောင်နှမတွေအတွက်အဆုံးထိလိုက်ပါကြီးစုပေးဖို့ဖိတ်ခေါ်လိုပါတယ်ပထမဆုံးအဖွဲ့စီတစ်ခုကတော့ CPI ဖြစ်ပါတယ် ူကတော့ရန်ကုန် base အတွက်ပေါ့နော် HRN အဲ HMM manager ဖိတ်ခေါ်လာတွေ့ရတယ်။ Now အဖွဲ့အစည်းတစ်ခုက Bright Heart Foundation အဖွဲ့အစည်းကရန်ကုန်အတွက် BSE and AP Fuka Pasan ကိုဖိတ်ခေါ်ထားတာတွေ့ရတယ်နော်။အဲ SCI အဖွဲ့ကလည်းအဲ Shan Area နဲ့မကွေး area အတွက်ပေါ့နော် project coordinator ဖိတ်ခေါ်ထားတာတွေ့ရတယ်။ and now CBI CBI ကလည်းရန်ကုန်အတွက်ပေါ့နော်ရန်ကုန်အတွက် project facilitation coordinator ဆိုတဲ့အဲ post ကိုလည်းတင်ထားတာတွေ့ရတယ်ပြီးတော့ os fan အဖွဲ့ကလည်းပဲကျွန်တော်တို့ဒီအဲ wash coordinator အတွက်ဖိတ်ခေါ်ထားတာတွေ့ရတယ်နောက်အဖွဲ့စီတစ်ခုက SMDO အဖွဲ့ကညောင်ရွှေ Southern Shan State ညောင်ရွှေမှာကျွန်တော်တို့ အာနှစ်ခုခေါ်ထားတွေ့ရတယ်မီး assistant နဲ့ engineer team leader ဆိုတဲ့ post တွေကိုခေါ်ထားတွေ့တယ်ပြီးတော့ SLM အဖွဲ့ကလည်းပြင်ဦးလွင်ရဲ့ညောင်ရွှေအတွက်ပေါ့ပြီးတော့ရန်ကုန်အတွက်ပေါ့အဲ့ဒီသုံးခုနေရာအတွက်ကျွန်တော်တို့ social media manager ကိုကျွန်တော်တို့ဖိတ်ခေါ်ထားတာ တွေ့ရပါတယ်လို့အလောက်လိုအပ်တဲ့ညီကို အလောရှာနေတဲ့ညီကူမောင်နှမတွေအတွက်လောက်ကင်ဆင်ပြေကြပါစေလို့ဆန္ဒပြုပါရစေကျွန်တော်ရဲ့ page လေးကိုလည်းအဲ like and subscribe လုပ်သားပေးဖို့လည်းအဲတောင်းဆိုပါရစေနော်အဲအလောက်ဒီနဲ့ပတ်သက်ပြီးတော့ဒီစိတ်လေးလာခြင်းနဲ့ဆိုရင်တော့အဲ message box မှာ link ကိုတွားယူပေးပါအားလုံးကျေးဇူးတင်ပါတယ်ပြန်ဆုံကြမယ်နော်